မနက်စာပါမုန်းကြိုက်တတ်တယ်ဆိုရင်တော့ဒီလိုမျိုးလေးလှုပ်စားလိုက်ပါကော်ဖီတစ်ခွက်ရှိရင်တော့ပိုပြီးပြေဆုံးတာပေါ့နော်ကျမကတော့ကော်ဖီမကြိုက်လို့မပါဘူးတက်ဥလည်းပါတယ်မျောနီစဲပါတာဆိုတော့စိမ့်စိမ့်လေးနဲ့မမျိုးလေးအရင်စားလို့ပါမယ်ချက်တာ cheese ဘူးလေးလည်းရှိနေတာနဲ့ထည့်လိုက်မယ်မျောနီစထည့်မယ်ချက်ဥပြုတ်ထည့်မယ်အဲ့ဒါဆိုရင်တော့ sandwich လှုပ်စားလို့ရပါပြီကျဲဥတော့မကြက်ကြက်လေးပဲပြုတ်ထားလိုက်ပါတယ်ကျဲဥပြုတ်လေးကိုနှီးပြီးရင်တော့မျောနီစလေးထည့်ပြီးတော့ကျဲဥလေးကြီးတွေထည့်နေလိုက်မယ် ပြီးရင်တော့ဘာမုံမမားချက်ရချီစလေးတွေကိုအကုန်လုံးတုတ်ပေးလိုက်မယ်ဒီ cheese မပါလဲရရနော်ကျမရှိနေလို့ထည့်လိုက်တာပြီးရင်တော့ကြဲဥပြုတ်ချီထားတာလေးတွေကိုပမောတစ်ခုလုံးအကုန်လုံးကိုပြန်နေအောင်လို့ထည့်ပေးလိုက်မယ်။ပမောတစ်ဖက်ထဲမှာပဲမများထည့်ပေးလိုက်တယ်ပြီးရင်အပေါ်ကတစ်ဖက်အုပ်လိုက်မယ်။ဒါဆိုရင်တော့စားလို့ရပြီ။မအိမ်မှာ sandwich maker set လေးရှိနေတာမလို့ထပ်ပြီးတော့အပူပေးပြီးဖောက်လိုက်ပါမယ်။ဒီ set လေးကလေဝယ်တော့အောင်ရှစ်ထောင်ပဲပေးရတယ်။အခုဆိုရင်တော့မရတော့။ဒီ set လုံးရှိရင် sandwich ကိုကြိုက်သလိုအစာတွေထည့်ပြီးတော့လှုပ်စားလို့ရတယ်။ ခုလိုမျိုးအနေထားလေးကိုရပြီဆိုရင်တော့အလဲရနေကက်ကြီးလေးနဲ့ညှင်ပြီးတော့ဆန်ဒွိချ်လေးသုံးဆောင်လို့ရပါပြီ။ဒီစနေ့တင်ပါတဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။တတ်တာ။